အားလုံးပဲနမစတေကျုပ်ကတော့သစ်ခုတ်သမားအလီပါပါပါနေတိုင်းနေတိုင်းကျုပ်တော်ရဲရောက်လာပြီးသစ်ခုတ်ပါတယ်သစ်ခုတ်ရတာလည်းမလွယ်ပါဘူးဗျာသစ်တပင်ခုတ်ထောင်သုံးနှစ်ဆိုတော့တောပိုင်းနဲ့မတွေ့အောင်တော့ရှောင်ရှောင်ခုတ်နေရတာပဲဒီတော်လုံးခုတ်နေတဲ့လူတွေကြတော့ဖမ်းတယ်မကြပါဘူးဗျာကျုပ်လည်းနောက်ချမ်းသာလာရင်တော့ကုမ္ပဏီထောင်ပြီးတော့တော်လုံးပဲခုတ်တော့မယ်ဒါမှဖမ်းမခံရဟာမေယုံမေယုံညာနေကျုပ်ခလန်းလန်းကမြင်းခွာတန်းနေကြတယ်ပါလဲမသိဘူးလိုက်ကြည့်လိုက်ရအောင် ကဲဒီမှာကြည့်ဗျာကျုပ်ပါရှာတွေ့ထားလဲဆိုတော့ဘူကြီးတခုပဲဗျစောစောကမြင်းနေစီးလာတဲ့လူတွေကဒီဘူကြီးတွေကိုဝင်သွားကြတယ်ဗျကျုပ်ထင်တော့ဓမြတွေထင်တယ်ဒီထဲမှာသူတို့ပစ္စည်းတွေတော့ထည့်ထားလိမ့်မယ်လို့တော့ကျုပ်ထင်တာပဲကျုပ်ထဲဝင်ကြည့်လိုက်အောင်ပဲဗျကဲတားကြီးတို့ရေကျုပ်တော့ချမ်းသာပြီထင်တယ်ဗျဘူထဲမှာကြည့်အောင်ရွှေတွေကြီးပဲဗျနည်းနည်းတော့တော့ဟုတ်ဒီဓမြတွေဘယ်ရများတိုက်လာကြလဲ ဓမြတွေမှာဟုတ်ရလားမသိပါဘူးဗျာဝင်ကြီးတွေများဓမြရောင်ဆောက်ပြီးတော့ပစ္စည်းတွေလာသိမ်းတာလားမသိပါဘူးကဲလူတလောက်တော့ယူတော့မှာကြာအများကြီးယူလို့တော့မဖြစ်ဘူးအိမ်ပြန်ရောက်ပါပြီဗျာအိမ်ပြန်ရောက်ပါပြီကျုပ်လည်းဒီရွှေတွေဘယ်ရောက်ရလာလဲဆိုတော့မိမကိုပြောပြလိုက်တာဗျာကျုပ်ညီကကြားသွားတယ်ဗျာအဲ့ဒါ तू လည်းရွှေတွေယူမယ်ဆိုပြီးတော့ဂူကိုသွားတာပဲ ကျုပ်လည်းမသွားနဲ့လို့တားပါတယ်ဗျာမရပါဘူးဒီနေ့တော့ကျုပ်အိမ်ကုံသိန်းတယောက်ရောက်နေတယ်ဗျာစီကုံသိန်းလို့ပြောတာပဲသူ့လဲတွေမှာလဲ CEO တွေကိုပြည့်နေတာပဲကျုပ်အိမ်မှာခဏတဲနေတယ်ဆိုတာနဲ့ကျုပ်လည်းတဲဝင်ပေးထားတယ်ဗျာဟာကံကောင်းလို့ဗျာကံကောင်းလို့ကျုပ်ညာပြောတဲ့ကုံသိန်းဆိုတာလေ အဲ့ဒါဓမြာခေါင်းဆောင်နဲ့ဗျာတော်သေးတာပေါ့ကျုပ်အိမ်ရအစီကံတော်လို့ဒီကောင်လေးအကုန်လုံးကျုပ်အစီကံလက်ချက်နဲ့မရေပြီရောက်ကုန်ပြီလို့ဒီကောင်လေးမရှိတော့ဘူးဆိုလို့ရှိရင်တော့ရွှေဘူးကြီးကတော့ကျုပ်ပိုင်နေဗျာကဲချမ်းသာပြီဆိုတော့ကျုပ်သိမခုတ်တော့ဗျာသိမခုတ်တော့ကုမ္ပဏီထောင်ပြီးတော့တစ်တော့တတော်လုံးတော့ဝယ်ချလိုက်တော့မယ်